ရွေးကောက်ပွဲဝင်ပြိုင်မဲ့ခွေးတိုးပေါက်ကတက်လာတဲ့ခင်မကောင်းချင်းမင်းအောင်လိုင်းရဲ့ကွန်တုံးနေပြောမယ်ဆိုမင်းအောင်လိုင်းလွှတ်တော်တယ်မှာလူမရှိမှာတော့မင်းတို့ဝန်ထမ်းရင်းနဲ့ကောင်းထိုင်မရင်းကောင်းထိုင်မလားစိုက်ကားသမားထိုင်မလားလိမ့်ပိုင်းဆိုင်ရာကြီးမရင်းကောင်းနေထိုင်မလားနော်အဲမျိုးတွေမင်းရတဲ့မင်းအုပ်စုမင်းအောင်လိုင်း BB ချထက်ထက်ခံတက်တက်ခံနော်ဘူးလက်လာဆိုခင်ကြီးဒီပေါ်မှာတွေအကုန်လုံးဒါရန်ကုန် PDF ကတော့ဒါထုတ်ပြန်လိုက်ပြီးပဲဖြစ်ပါတယ်နော်မနေ့ကတော့ဒါကျန်းဖို့နော်ရုံကျန်းဖို့ရုံကိုလက်ပြကုန်နှလုံးနဲ့ပြည့်ကျွေးလိုက်တယ်ကျန်းဖို့ကကောင်းနေဘာတွေဖြစ်ကုန်လဲတော့မသိဘူးနော်ဒါမျိုးလောက်ပြီးတော့တတိပေးလိုက်တယ်ဟုတ်ပြီနော် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ကောင်စီကျင်းပမိရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မိလွတ်တော်အမတ်တွေကိုရန်ကုန်ယူဂျီအဖွဲ့ကသတင်းထုတ်လာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာဒါ၆နံမဟုတ်တော့ဒီတသက်ကံတသက်ကံဘာပြောလဲဆိုတော့သူကကြောက်တိုင်ပို့၆တဲတယ်အမှန်တမ်းမျိုးတွေပြောသေးတယ်ပြီးမှတော့ဟို PDF ကနေပြီးတော့လဲပြတ်တာကြည်တန်းတော့ပုံလုံးနဲ့စော်တဲ့ခါကျမှတော့ဒါ PDF တွေက mic ပါတယ်လို့เนาะဟိုအမျိုးတွေငါနဲ့မတူငါရန်သူဒါလက်ပါညာဒါမျိုးတွေမလုပ်တဲ့ဘူးလို့မင်းတို့ပေါ်มาတွေရောအဲ့ချိန်ကျမှအတန်ကောင်း formula နဲ့ဟုတ်ပြီနော်အခုလိုမျိုးအချိန်စီတုန်းကိုမိသားစုနဲ့ကိုဒါပြောပြောရှင်အေးလူလူနဲ့လူပြေးမှာရောက်တော့နော်ခဏတက်တန်းစီနေသွားတာအကောင်းဆုံးလို့တော့ဒါကျွန်တော်နေနေတော့ပြောကြလို့လဲဆိုတော့ဒါကြောင့်မို့လို့နော်ဟိုဒီ main online ကောင်းတာကြီးနော်တကယ်လူတက်တိုင်းပြည်ကိုဖြတ်နိုင်ငံတော်ပုံကံမူကြီးတမန်တော်တွေတိုင်းနိုင်ငံတွေဖန်ပြည်သူတွေနိုင်ငံသားကျင်းသားတွေကိုထောင်ထဲထက်ချုံနှောင်ထားနော်တမတော်ကြီးကိုဖြက်စီနိုင်ငံကြီးကိုဖြက်စီမွဲတေးပြီးအားချမှလည်းအစင်းရဲသောနိုင်ငံဖြစ်ကဘာမှာဆိုရင်ပြောဖို့နေတော့ ਨੇ ဒီလိုမျိုးပုံစံနေတဲ့လူတွေတေးကြီးပြက်စီငတ်တွေဒုက္ခမျိုးစုံရင်ဆိုင်နိုင်ငံကြုံကြုံချက်လုံးဝဟို ပြောစရာစကားတွေတော့ကုံလောက်တဲ့ဒီပပတ်ဆက်ဆက်နိုင်ငံကြီးမွဲတွေငရဲကန်းကြီးကြเนาะလက်ရှိငရဲဒါမျိုးတွေကြိတ်သာတင့်တယ်လားမြန်မာနိုင်ငံတော့ပုံမှန်တော့တွေးလောက်အောင်ကြည့်တော့မှဒီလောက်လောက်မူရရာသာခိုင်ကောင်းဆောင်မင်းအောင်လိုက်ဟိုတန်းပြေဒီလိုမျိုးလုံနေတာတောင်းပါပဲเนาะဟိုအဲ့လိုမျိုးနဲ့ပူပေါင်းခြင်းနဲ့ဆိုတော့လေမင်းတို့ရဲ့တဘောပေါ့ဒါသတိပေးတာမင်းတို့ခြောက်တာလည်းမဟုတ်ဘူးเนาะမင်းတို့ခြောက်လည်းမင်းတို့ကလေးမဟုတ်ငါတို့ကလည်းတရားတည်တဲ့ဘက်တွေမှာဟောဘူးဆိုတော့ဒါကြောင့်မဟုတ်လို့เนาะဟို ဒါရန်ကုန်အာမေရ PDF ကနေပြီးမှဒါထုတ်ပြန်လာပြီးအကုန်ရှင်းသွားမှာနော်ဟိုလည်းလောင်းနေလွတ်တော့ကိုယ်လည်းအေးကြိုက်တယ်အဲ့အဖွဲ့တွေကိုလည်းဒီလိုမျိုးထုတ်ပြန်နေကျွန်တော်လိုချင်တာနေတဲ့တိုက်တော့နေဒီဖွဲ့တွေကိုလုံးဝလေးစားတယ်မိုက်တယ်မိုက်တယ်အဲ့ဒါမလို့အဲ့လိုရန်ကုန်အာမေ PDF တွေပါလေဆိုလို့ရှင်ဒါသူတို့ဘောနော်အဲ့လိုလက်တွေ့ကြကြတကယ်လှုပ်ဆောင်တော့မယ်ဆိုတဲ့ခါကျဒီလိုမျိုး PDF တွေကိုဒါပြည်သူတွေကလည်းအဲ့လိုမျိုးလှုပ်တော့မယ်ဆိုတဲ့အဖွဲ့တွေကိုပံ့ပိုးပါပိုက်ဆံနေပါလေနော်ဒီညံ့များပံ့ပိုးပါနော်အဲ့လိုဖွဲ့တွေအဲ့ဒါမှသူတို့ကပို့ပြီးမှပစ္စည်းလက်နက်ခင်ပြည်စုံနေဆိုတော့ပို့ပြီးအကောင့်ထဲပို့နိုင်တာပေါ့နော်ဒါမျိုးဆိုလို့ရှင်တော့နော် ဟိုတန်တယ်ဒါကြောင့်မလို့အဲ့လိုမျိုးဖွဲ့တယ်ဟိုနော်ဒီသူတွေနဲ့ဒီရွေးကောက်ပွဲလည်းနေလာပြီဆိုတော့ဒါကြောင့်မလို့ဒီလိုမျိုးတိုက်ပွဲတွေလည်းပေါ်တော့ရွေးကောက်ပွဲကနေဆက်လာမှတိုင်ပြီမှာကျွန်တော်တို့ကဒီလိုမျိုးအကွေးတော့ဘာတက်လာတဲ့လူဘဝတဲ့ကောင်းနေကိုယ့်ဘက်ကိုကြည့်တဲ့ကောင်းနေအများလေးသေးချနိုင်မယ်ဆိုတော့ကဲကောင်းတဲ့မျိုးလေးကောင်းမလေးတို့ဒါမျိုးတွေကိုပြက်ပြက်တသားနဲ့ရှင်းထုတ်သွားတော့မှာပဲဖြစ်ပါတယ်နော် ။ဒါကြောင့်မို့လို့နော်ဒီခွေအုပ်တွေရောအုပ်ကြီးတွေရောဘာတွေရောအကုန်လုံးကိုဆိုလိုတာနော်။အကုန်အပြတ်ရှင်းဖို့အခုအောင်းကောင်းနော်။ဒါကြောင့်မို့လို့ဒီလိုမျိုးရှင်းနိုင်အောင်လည်းဒီမျိုးပြပြောင်ကြားဖွဲ့တွေဘာတွေကိုများများသားသားကန့်ဖို့လိုတယ်လို့တော့ပြောချင်တယ်။ NUG အပါအဝင်အဓိကမိန်ရအဲ့လိုမျိုးနော်။တော်ထဲမှာတိုက်တာလည်းတိုက်တာပဲ။ဒါပေမဲ့မျိုးတွေရလူတွေကိုတယောက်တယောက်မှဲ့ချွေချွေနိုင်တာပုံပြီးမှတိောက်တယ်လို့တော့ပြောချင်တယ်။ဒါကြောင့်မို့လို့ကျွန်တော်နေ့တိုင်တိုက်တော့အကျိုးလည်းနှက်သွားတာပေါ့နော်။အခုဆိုရင်ဒါမိုက်တဲ့စိတ်ချမ်းသာတဲ့ဂျင်းနဲ့အားရတယ်နော်။တကယ်ဟိုမှာ ခြေနှက်မှုရှိတယ်ဒီလိုမျိုးရန်ကုန် PDF တရားနဲ့ခုလိုမျိုးထုတ်ပြန်တာဆိုတော့အပြည့်ရှင်းမယ်ပေါ့နော်ဒီခွေးတို့ဘောက်ကတက်လာတဲ့ဟာတွေအဲ့လိုမျိုးထုတ်ပြန်လိုက်တော့ကြာအာမိုက်တယ်နောက်ပြီးဒါတခြားသောမျိုးတွေအဖွဲ့တွေလည်းထုတ်ပြန်ဖို့လိုပါတယ်နော်ဟိုထုတ်ပြန်ရုံမဟုတ်လက်တွေလည်းစော်ဖို့သူတို့၆တာမဟုတ်နော်ဒါတတိပေးပြောကြနေတာလူဆိုလူဟွာရခဲ့တဲ့ကုမိတာဦးနဲ့ကိုအေးချမ်းပေါ့ဒီတက်တက်ခိုင်းတော့နော်သူတို့လက်ဒါပြောမယ်ဆိုလို့ရှင်ဒါအထက်တန်းသားတွေကြပါလေအထက်တန်းသားဆိုစိတ်သက်ပိုင်းဆိုင်ရာကိုပြောတာမဟုတ်ဘူးเนาะဒီအိုက်ဆန်ရှိတဲ့လူတန်းသားကိုဆိုလိုတာပေါ့เนาะအဲ့လိုမျိုး ုံမှန်ဒီလိုမျိုးအနေအထားနဲ့ကိုယ်မှာပိုက်ဆံနေပါပြည်သူနဲ့ဒါလက်ရှိပညာတတ်လို့လည်းပြောလို့ရတယ်သူဒေါက်တာဘွဲတွေပဲဒီလိုမျိုးအနေအထားမျိုးဒါတောင်ဒီလောက်တောင်ပြေဖို့ရှင်နဲ့မနေခြင်းဘူးလားပေါ့နော်တေချာကုကိုလေးနဲ့နဲ့ပြန်ဆန်းနှစ်ဖို့ပေါ့လက်တင်ကြီးစဉ်းစားကြည့်လိုက်နော်ဒီတသက်ခိုင်တော့အနေအထားတွေနဲ့နော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှင်တော့မင်းတို့တိနေရပဲပြည်သူတွေကစော်မှန်နောက်တစ်ခါကျမှတောင်းမှန်လို့လည်းမရဘူးနော် ြောင်းဆောင်အိမ်မှာเนาะတကယ်เนาะဒါအာနာရှင်အခုရှင်အခုပတ်သက်ခံပြောတဲ့လိုမျိုးစစ်တွေဥမော်လာတယ်လည်းမဟုတ်ဘူးเนาะအခုဆိုရင်ဒါတခါပြီမှာဆိုရင်လည်းနေနေအားသေးသေးပြီးပေါ်တာတွေအတင်းဆွဲအခုဆိုရင်ဒါရန်ကုန်မှာဆိုရင်လည်းညမထွက်နဲ့ပါညတော်လိုင်းတစ်ဖွဲ့တည်းနဲ့တတိပေးနေတယ်ဟုတ်ပြီเนาะလွန်ခဲ့တဲ့နေ့နဲ့အကြီးကျယ်လိတ်ဆွဲနေတယ်เนาะဟိုဟိုတနေ့ကတော့လည်းဒါမိမစီတော့တောင်းမိမတော့တောင်းတာပေါ့လူငယ်တယောက်ကအဲ့ဟိုလမ်းဖြတ်ပြီးတော့ဒါအုတ်ကြီးပြူစောတီးစစ်ခွေးရနေပြီးမှဒါသူ့ကိုပေါ်တာဆွဲပလိုက်တယ်เนาะ သွားပြီပေါ့မဟုတ်လားမရကန်ကွဲသွားပြီအဲဘယ်တော့မှပေါအောင်တော့မှမဟုတ်သေးကြတယ်ဘာလို့လဲဆိုတော့သေမှာပဲစစ်တပ်ထဲရောက်သွားပြီဆိုသေမှာပဲနော်ဒါကြောင့်မို့လို့ဟိုပြည်သူတွေလူငယ်တွေနဲ့လျှောက်မှာပြင်အသေးခံခိုင်းနေတာနော်အသေးခံခိုင်းတာဖြစ်တဲ့အတွက်အလန်းဝင်မှာထွက်ပါအလန်းဖြူထောင်းမှာစစ်သားတွေနေနေလဲနောက်တန်းရဲမေတယ်လဲနားချပါနော်နောက်တန်းရဲမေတယ်ချက်ဖုံးသုံးလို့လိုင်းရသေးရအောင်မှာနော်ဒါမဲ့လူစော်ပပနဲ့နဲ့နဲ့ဘေးပတ်ဝန်းကျင်လဲမသိအောင်ပေါ့နော်ဟိုစပိုင်သဘောမျိုးတချို့သဘောမျိုးနဲ့လောက်ပေါ့ထောက်လန်းစတိုင်နဲ့လောက်ပေါ့နော်ဆိုတော့ ရှည်တဲ့လူတွေကတော့တောင်းခံတော်ချက်တွေဖြစ်သွားပြီးတို့မှာဖုန်းလိုင်းတွေလည်းမမီဘူးဖြတ်ထားတဲ့ခါကျတော့တို့ဘာမှမသိဘူးတစ်ခါတည်းမှာဖုန်းဆက်သွယ်ရလို့ရှင်နားချလို့ရတယ်နော်နောက်တန်းရဲမိတဲ့နေနဲ့အဲ့လိုမှမဟုတ်ဘူးဆိုလို့ကတော့ကိုယ်တွေလည်းမဟုတ်ဆုံးမှဖြစ်သူတို့လည်းငရဲပြေရောက်ဆိုတဲ့ပုံစံမျိုးကတော့လူဖြစ်ရတယ်မတန်ဘူးနော် လူဆိုကိုမိသားစုနဲ့ပြပြောရှင်နေမင်းအွန်လိုင်းနေတယ်လို့လိုက်နေထိုးထိုးမပြောချင်ဘူးမင်းအွန်လိုင်းကသူ့မိသားစုနဲ့ပြပြောရှင်နေတယ်လေနေပါလေအလှူငွေတွေနဲ့ဝယ်စီးတယ်ပြပြောရှင်နေတယ်ချမ်းချမ်းသာသာအောင်သူ့မိသားစုကိုပြည့်စုံအောင်ထားနိုင်တယ်အားကန်တယောက်ကောင်းသားတယ်နော်မင်းအွန်လိုင်းမိုက်တော့မိုက်တယ်သူ့သားသမီးတွေပြည့်အောင်စုံလင်အောင်ထားနိုင်တယ်နော်ပြန်သူဆရာလုပ်လို့ရတယ်ဘယ်ကောင်းနေမဲဟိုနဲ့တော့ဒီနဲ့လာအမေယာရုဖြုတ်လိုက်တော့အမေယာရုတက်လိုက်တော့ဟုတ်ပြီမင်းခွေးရေချုပ်လိုက်တော့မင်းဖို့ရေချုပ်လိုက်တော့အဲဒါမျိုးတွေလုပ်လို့ရမင်းဟောင်းလိုက်တော့မိုက်တယ်မိုက်တယ်ဟမ်နော်ဟုတ်ပါကြီး ကော့ကုန်မယ်ဟာတာပြောတာမဟုတ်ပါဘူးเนาะဟိုတကယ်ပြောတာဒီကိုယ်လေเนาะမသိခြင်းရင်ကိုကိုကိုဟိုတန်ဖိုးထားတဲ့ဆိုလို့ရှင်တော့ရှောင်းလို့ခုလိုနေတဲ့အချိန်ခါမှာဒါဟိုရွေးချယ်မှုနှစ်ခုရမယ်เนาะမသိလန်းနဲ့သိလန်းကြိုက်တဲ့လန်ကိုရွေးချယ်နိုင်တယ်เนาะပြီးမှတော့ကျမတို့ကဘာဖြစ်လို့ညာဖြစ်လို့လောက်ရတာပဲဒီအချိန်မှာမင်းတို့အရှင်းမခံဘူးကတစ်ချိန်ချင်းမင်းတို့အရှင်းခံမှာเนาะဤသူရဲ့အစီရင်တရားစီရင်ခံရောက်လာလို့မင်းတို့เนาะဧတလာရဲ့တပည့်တွေကျွန်နေလို့မျိုးเนาะဟိုတရားယုံလည်းရောက်လည်းရောက်ရော ဟိုကျွန်တော်တို့ကအမိတ်ရလောက်ရတာပါဒီပါတောင်ပြောင်ပြောလျှောက်ပြောလို့မရဘူးเนาะအပြက်ရှင်းခံမှာဆိုတာပြောနေပဲမိကုံကျုပ်တတိပေးလိုက်တယ်ဒီလောက်ပါပဲစစ်တက်ကြောင့်ငင်းကြဲရေးလုပ်ငန်းစဉ်ရပ်တန့်လာလို့ RCSS ထုတ်ပြန်စစ်တက်ကတိုင်းပြည်အာဏာထိန်းချုပ်လိုက်တာကြောင့်ငင်းကြဲရေးလုပ်ငန်းစဉ်ရပ်တန့်သွားစေခဲ့တာလို့ရှမ်းလက်နက်ကင်တပ်ဖွဲ့ဖြစ်တဲ့ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS ကဒီကနေ့အောက်တိုဘာ16ရက်ထုတ်ပြန်ကြေညာပါတယ် RCSS အပါအင်တိုင်းရင်းသားလက်နက်ကိုင်30ဖွဲ့လက်မှတ်ရေးထိုးထားတဲ့တနိုင်ငံလုံးအပြည့်ရစာချုပ် NCA အကောင့်ထဲဖော်မှုရီမန်းချက်အတိုင်းမဆောင်ရွက်နိုင်တဲ့အားနည်းချက်နဲ့စိန်ခေါ်မှုတွေအကြောင်းဖော်ပြရမှာစစ်တပ်အာဏာသိမ်းမှုကြောင့်ဆိုတဲ့အချက်ကိုထည့်သွင်းရေးသားဖော်ပြခဲ့တာပါ နှစ်ဦးနှစ်ဖက်ကြားယုံကြည်မှုမတည်ဆောက်နိုင်တာနှစ်ဦးနှစ်ဖက်လက်မှတ်ရေးထိုးထားတဲ့သဘောတူစာချုပ်အတိုင်းအကောင့်ထဲမပေါ်နိုင်တာ2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရောက်ရှိရေးဖိအားပေးတာတိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက်စိတ်အားထက်သန်မှုနှဲပါတာစတဲ့အချက်တွေကိုလည်း RCSS ကဖော်ပြထားပါတယ် အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ဖို့ RCSS ယူဆထားတဲ့အကြံပြုချက်တွေကိုလည်းရေးသားဖော်ပြထားပါတယ်။အဲ့ဒီအကြံပြုချက်မှာစစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ဆိုတာကိုဖော်ပြထားပြီး Federal Democracy ပြည်အောင်စုတည်ဆောက်ရေးအတွက်အဖက်ဖက်ကဆွေးနွေးခြင်းနည်းလမ်းနဲ့တွဲဆုံအကောင့်ထဲပို့ဖို့လည်းတိုက်တွန်းထားပါတယ်။ RCSS ဟာစစ်တပ်အာဏာသိမ်းဆက်ကအာဏာသိမ်းမှုကိုပထမဆုံးအကြိမ်ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်းကြေညာခဲ့တဲ့အဖွဲ့ဖြစ်ပေမဲ့နောက်ပိုင်းမှာစစ်တပ်နဲ့ထိတွေ့ဆက်ဆံတာဆွေးနွေးတာတွေလှုပ်ဆောင်ခဲ့တယ်လို့စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်တာလည်းမရှိသလောက်နှဲပါခဲ့ပါတယ်။